မင်းကတော့ကျွန်တော်တို့သတင်းဌာနဆိုရင်တော်ဖို့ပါဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့အာမတလေအများကြီးပြောခဲ့ပြီးပေါ့နော်မတမှာချုပ်ပြနေရတဲ့ပတ်သက်တဲ့ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဒီကိစ္စများပို့ပြီးတော့ရှင်းပြနိုင်မလားပြည်သူလူနားလည်သွားအောင်ဆိုအဲ့လိုနည်းနည်းလောက်လေးရှင်းပြလို့ရရင်မတချုပ်ပြနေရတဲ့ပြဿနာနဲ့ပတ်သက်လို့နည်းနည်းလောက်လေးပြန်ပြီးတော့ညှောက်ဝေပေးပါလားအာကျွန်တော်မနေ့ကတော့တော်တော်ပြောပြီးအတိတ်ကခြုံပြောရရင်တော့လေကျွန်တော်တို့ကဒီသမရိုက်ဦးသိန်းစိန်လက်ထက်မှာ ပထမအဦးဆုံးချိန်ပေါ့နော်ဒါနှစ်90ကျော်ပြီးမှပထမအဦးဆုံးချိန်ရွေးကောက်ပွဲနဲ့တက်လာတဲ့ရွေးကောက်ခံအစိုးရပြီးစီးပွားရေးလည်းနားလည်တဲ့အစိုးရပေါ့နော်ဆိုတော့နိုင်ငံတကာဆက်ဆံရေးတွေလည်းကောင်းပြီးတော့မှစီးပွားရေးတအားကောင်းတာပေါ့ရှင်ပြည်သူလူထုလည်းအပြည်သူလူထုလည်းစိတ်ချမ်းသာတာပေါ့နော်အဲ့လိုမျိုးချိန်မှာကျမတို့ကနောက်ရွေးကောက်ပွဲတစ်ခုပြီးရင်လေ NLD ကတေချာပေါက်လာမှာပဲလာလို့ရှိရင်ကျမတို့မြန်မာနိုင်ငံနောက်တစ်ဆင့်ထပ်ပြီး စီးပွားရေးတိုးတက်မယ်လို့ယူဆပြီးတော့မှကျမတို့ကစီမံကိန်းကိုဆောင်ရွက်ခဲ့တာပါရှင်။အဲဆောင်ရွက်ခဲ့ပေမဲ့အဲစီမံကိန်းကကျမတို့က2015မှာကျမတို့မြေကြီးစကိုင်းတယ်လေ။မြေကြီးစကိုင်းပြီးတော့2016တက်လာတဲ့ရန်ကုန်တိုင်းအစိုးရကနေပြီးတော့မှအထက်မြင့်တွေကိုပိတ်တယ်ဆိုပြီးတော့မှစက်တလပိတ်လိုက်တဲ့အချိန်မှာကျမတို့က project ဆက်ဆက်ချင်းပဲတော်တော်လေးအထိနာတာပေါ့နော်။အထိနာပြီးတော့အဲ့နောက်ပိုင်းတော့ဘာဖြစ်လဲဆိုရင်2018ဆက်ရှိကြတော့ US China Trade War ဖြစ်ပါရှင့်။ ဲ့လိုဖြစ်တဲ့အချိန်မှာဒေါ်လာဈေးရပို့ပို့တက်လာတာပေါ့နော်ကျွန်တော်တို့တကယ် project ကိုစပြီးလောက်တုံးကတော့ဒီဒေါ်ဒေါ်လာကို980ဈေးနဲ့ပါရှင့်အဲနောက်တော့1850ဖြစ်တယ်စသဖြင့်ပေါ့နော်အဲ့လိုဖြစ်လာပြီးနောက်ပိုင်းတစ်ဆက်သေးပဲအဲ covid ကပ်ရောဂါဖြစ်တယ်အဲကိုဗစ်ကရောဂါလည်းနှစ်နှစ်ကျော်လောက်ကြာသွားတယ်။နောက်အဲ့ဒါကိုဗစ်မပြီးခင်ပဲနိုင်ငံရေးအပြောင်းလဲဖြစ်တယ်။နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာနိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာကျမတို့ဟိုပေါ့ ပို့ပြီးတော့မှဟိုပါပေါ့နော်ဒေါ်လာဈေးပို့တက်လာတဲ့အချိန်မှာအဲကျွန်တော်တို့လုပ်ငန်းကလေတော်တော်လေးထိခိုက်သွားတာပေါ့ရှင်အဲဆိုလို့ရှိရင်စီးပွားရေးတွေလုပ်လို့ရှိရင်စွန့်စားရမှုက၃ဆင့်ရှိတယ်ပေါ့ပထမတစ်ဆင့်ကဘာလဲဆိုလို့ရှိရင်စီးပွားရေးလုပ်တဲ့လူကိုယ်တိုင်ကမကြွမ်းမကျင်နဲ့စီမံခန့်ခွဲမှုမတက်ဖဲနဲ့မပိုင်နိုင်မဲနဲ့လုပ်တာမျိုးပေါ့နော်အဲဒါမျိုးဆိုရင် business risk ခေါ်တာပေါ့ရှင် အဲဒုတိယသူ့ထက်ကြီးတဲ့ risk ကဘာလဲဆိုရင် market risk ပေါ့ရှင်ဒီဈေးကွက်ကြီးပြိုလဲသွားတာရောင်းဝယ်လို့အားမရှိတော့တာအဲ့ဒါဘယ်မှာဖြစ်သွားလဲဆိုရင်2016အဲရန်ကုန်တိုင်းအစိုးရကနေပြီးတော့မှအထက်မြင့်နေပိတ်တယ်ဆိုတော့ဖြစ်သွားတာဖြစ်ပါတယ်ရှင်အဲ့ဒါ market risk ဖြစ်ပါတယ်အဲနောက်ပိုင်းနောက်ပိုင်းနောက်ပိုင်းဘာ risk ဖြစ်လဲဆို country risk ပေါ့ country risk တော့မဟုတ် political risk ပေါ့နိုင်ငံရေးအရာစွန့်စားရမှုဆိုတော့အဲနိုင်ငံတကာယင်းနှိမ့်ညွတ်နာမှုတွေကလည်းကျွန်တော်တို့လိုစီမံကိန်းမျိုးမှာ လာပြီးတော့မှစီမံကိန်းကိုတော့ကြိုက်တယ်အဲဒါပေမဲ့လည်းမြန်မာနိုင်ငံမို့လို့မြန်မာနိုင်ငံကိုလာဖို့မစင်စားသေးဘူးဆိုတော့အဲပုံစံလေးတွေရှိတာပေါ့နော်အဲ့လိုရှိတဲ့အချိန်မှာကျမတို့ကဒါကိုမိသားစုစီးပွားရေးဖြစ်တယ်အဲပြီးလို့ရှိရင်တော့ဒီ project တန်ဖိုးကတော့ US ဒေါ်လာ185တန်းလောက်ကျတာပေါ့ရှင့်အဲ့လိုကျတော့ဒီ project ကြီးပြီးသွားလို့ရှိရင်ကျမတို့ကမြန်မာငွေလို့ပြောလို့ရှိရင်တော့ကျ840ဘီလီယံလောက်တန်တာပေါ့နော်အဲဆိုတဲ့အခါကျတော့ကျမတို့က စစလို့တုံးဝရင်ကျမတို့မိသားစုမိသားစုဆိုတာကျမရဲ့ကျမအမျိုးသားဒေါက်တာအောင်ကျော်ဝင်းနဲ့သမီးတယောက်တည်းရှိပါတယ်ရှင်အဲဆိုလို့ရှိရင်အဲဒီမိသားစုရဲ့မတ်တီရင်းနှီးငွေရယ်ပြီးလို့ရှိရင်ကျမတို့ရောင်းရမယ့်အခန်းနေပေါ့နော်ဟိုအေးအခန်းရောင်းရတဲ့သူတွေရဲ့လစဉ်ဟိုပေါ့လစဉ်ပေးသွင်းငွေတွေပေါ့ရှင်အဲ့ဒါတစ်ခုနောက်တစ်ခုကတော့လိုအပ်လို့ရှိရင်ဘဏ်ကချီးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျမတို့ဆောင်ရွက်ခဲ့ပါတယ်အဲသို့တော်လည်းခုနကပြောခဲ့တဲ့အခက်အခဲတွေတောက်လျှောက် ဒီနေ့အထိကြုံရတဲ့အချိန်မှာကျမတို့ဘန်ချင်းငွေကိုလိုအပ်တာတဲ့ကျမတို့မျှော်မှန်းထားတာတဲ့ပို့ယူလိုက်ရတာရှိပါရှင်။အဲအဲ့ဒါကြောင့်မို့လို့ကျမတို့အခုချိန်မှာနော်ကျမတို့ဒီရွှေနန်းတော်စိန်ရွှေရတနာဆိုင်လည်းရှိတယ်။ဝင်ငွေလည်းရှိနေတယ်။နော်ပဒိန်လည်းရှိပါတယ်ရှင်။အဲ့လိုရှိတဲ့အချိန်မှာအဲ့ရရတဲ့ဝင်ငွေတွေကကျမတို့ကဒီအဆောက်အဦပြီးဖို့အတွက်ပဲအားထည့်နေရတာဖြစ်ပါတယ်။အားထည့်နေပြီးလို့ရှိရင် အားထက်နေပြီးလို့ရှိရင်အခုတော့ကျမတို့ကဘန်ချင်းငွေရှိတယ်အဲဘန်ချင်းငွေကိုကျမတို့ကအတိုးကိုစူးစမ်းပြီးပေးနေတယ်အဲဒါပေမဲ့တစ်ခါလေကြိုက်နောက်ကျတာရှိတယ်မပြည့်မီတာရှိတယ်နော်အဲ့ဒါကြောင့်မလို့ဟိုကျမတို့ဒီလိုစီစဉ်လိုက်တဲ့အချိန်မှာကျမဘန်မှာပေးရန်ရှိဆိုတာပေါ်တာဖြစ်ပါတယ်ရှင်အဲ့ဒါတော့အတိအကျတူအောင်တော့ကျမပြောလို့မရတော့ဟုတ်ကဲ့အဲ့တော့မတူပြောသွားတဲ့အချိန်မှာကျွန်တော်ကြားတယ်ငါကလည်းတင်းဟုတ်ကန့်ကွက်တဲ့လူရှိလို့ဖြစ်ပါလိမ့်မယ်哦ကျမတို့တက်အမသိပါဘူးရှင်တက်အမသိဘူးပေါ့ဆိုတော့ကျမတို့ကန့်ကွက်တဲ့လူရှိလို့ဖြစ်ပါလိမ့်မယ်ရှင် အဲသို့တော်လဲတရားကတော့ချက်ချင်းလက်ငင်းကြီးအဲဟိုတိုင်မင်ပေါ့နော်16ရက်နေ့မှာကျမတက်တေကံကပ်ပြရရတယ်21ရက်နေ့မှာဒါပယ်ဖြတ်တယ်လို့စာရတယ်ပေါ့နော်အစာရတာတော့ဘာကြောင့်ဒီလိုဖြစ်သွားလဲတော့ကျမမသိတာအမှန်ပါပဲရှင့်အဲသို့တော်လဲအဲကန့်ကွက်တဲ့လူတော့ရှိကောင်းရှိမှာပါဟုတ်ကဲ့အဲ့တော့ဒီဒီကိစ္စနဲ့ပတ်သက်လို့မသရုဘကလည်းအတနာခံစားတင်တာတွေရောဟောကိုကြမွေးရှိထီအောင် ထင်တာတွေလည်းမသက်ပြောကျွန်တော်တို့ဖိလိုက်ရပါတော့เนาะအဲ့တော့ဒီသူတို့ကျွန်တော်တို့ကြားတဲ့သတင်းတွေအရဆို UEC ဘက်ကလည်းဒီရုပ်သိမ်းခံရတဲ့ပုဂ္ဂလိုလောင်းနေတဲ့ပတ်သက်လို့သူတို့စီစစ်နေတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်ကြားရတာအဲ့တော့ကျွန်တော်မေးချင်တာမသက်နေနဲ့ဘယ်လောက်ထိမျှော်လင့်ချက်ရှိနေသေးလဲဟိုလူလူတိအောင်ပေါ့အဲကျမကတော့ကျမကတော့မျှော်လင့်ပါတယ်ရှင့်ကျမမျှော်လင့်ပါတယ်အဲကျမဝင်ပါခြင်းလို့ပေါ့နော်ဝင်ပါခြင်းလို့အဲဒီရွေးကောက်ပွဲဝင်ခြင်းလို့ နောက်တစ်ခါဝင်လဲဝင်သင့်တဲ့ပါတီတစ်ခုကိုဥဆောင်နေတဲ့ဥက္ကဋ္ဌတယောက်အနေနဲ့အဲဒီရွေးကောက်ပွဲကိုကစနမူနာပြနဲ့ဝင်သင့်တာပေါ့နော်ဝင်သင့်တော့ကျွန်မတအားပါချင်ပါလေရှင်သို့တော်လည်းအဲပါချင်တဲ့အတွက်ကျွန်မ21ရက်နေ့မှာဒီစာရပြီးတော့24ရက်နေ့မှာကျွန်မစာနဲ့24ရက်နေ့မှာ24ရက်နေ့မှာကျွန်မအတနာခံစားတယ်ပြီးတော့30ရက်နေ့မှာကျွန်မဘန်ကိုလည်းကျွန်မတို့တတ်နိုင်တလောက်ပေါ့နော်ဟိုတွင်းထားပြီးတော့မှတွင်းပြီးတော့မှတွင်းပြီးချောင်းကိုလည်းကျွန်မအချိန်နဲ့တပြေးညီ UEC နဲ့ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံတော်အကြီးအကဲဌာနတော့ကျွန်မစာပို့ပြီးတော့မှဒုတိယကြိမ်သနားခံစာတင်ထားပါလို့ရှင့်